အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ရပါတယ်။ ဲ့တော့လက်ရှိမှာလီဗာပူးနဲ့ပတ်သက်ပြီးကျွန်တော်ဒါဝန်ကြီးရမှာဒါလွန်ခဲ့နှစ်ရက်ကမှတင်ဆက်ပြီးထားခဲ့တဲ့ဥစ္စာကိုမှလက်ရှိမှာဒါကြောင့်တော်တော်လေးကိုပြန်ဟစ်ဖြစ်လာပြီးဆိုတဲ့သတင်းပေါ့နော်ကိုကတော့ဒါအချားမြင်ရတာမဟုတ်ပါဗျာသတင်းတွေနည်းနည်းလေးဖတ်ရင်လည်းဒါဖြစ်တော့မယ်ဆိုတော့ကိုကြီးရဲ့ကြုံမြင်ထားတဲ့ဥစ္စာပဲရှိတာဘာမှဒေါ်လာလည်းမဟုတ်တက်တာလည်းမဟုတ်ဟုတ်တယ်ဒါကိုကြီးပြောတာမဲ့အမမမန်မန်ဒါဘာမှဟုတ်တာမဟုတ်သူများသူများပြောတဲ့ဥစ္စာသတင်းလေးတွေဖတ်ပတ်ပြီးတော့မခက်စနောက်ရလေးဗာဂျာဗန်နာအသက် GB ဆာလာအသက် GB သူတို့နေရာ replacement လုပ်တော့မယ်ဒါမျိုးကိုဒါကျွန်တော်ခင်ဗျာမှန်းလို့ရတဲ့ကိစ္စရဟုတ်တယ်မလား ဲ့တော့လက်ရှိမှာဒါနဲ့ပတ်သက်ပြီးလက်ရှိမှာလီဗာပူးအသင်းအနေနဲ့ဒါကျွန်တော်တို့ Virgil van Dijk ရဲ့နေရာကိုအစားထိုးမဲ့ကစားသမားကိုဒါကျွန်တော်တို့တို့အနေနဲ့စတင်ပြီးတွေ့ရှိပြီးဆိုတဲ့သတင်းတွေတွေ့လာခဲ့တဲ့နေရာမှာပါပြီအဲ့တော့ဒီကစားသမားကလက်ရှိကျွန်တော် Grand Tottor လေးကို favorite ဖြစ်တယ်ကျွန်တော်ရုတ်တရက်တော့မှဒီဘဲကိုကျွန်တော်မေ့နေတာပေါ့နော်ဒီဘဲကိုကျွန်တော်တော်လေးကိုသဘောကျတဲ့ကစားသမားတွေမှာပါတယ်ဒီသေးကိုလက်ရှိမှာဒါကျွန်တော်တို့ လေဘဘူးတင်နေတဲ့ဒါကျွန်တော်ပြင်ပထားနေတယ်ပေါ့နော်ဒီကစားသမားလက်ရှိမှာတက်ရွေအဖြစ်လဲဒါကျွန်တော် prime time လို့ပြောလို့ရရတယ်မှာပါတယ်သူက26နှစ်ပဲရှိသေးတယ်အဲ့ကစားသမားလက်ရှိမှာ inter milan ရဲ့ center back ကစားသမားဖြစ်တဲ့ bastoni ပါ bastoni ကိုတော့ကျွန်တော်လက်ရှိမှာတော်တော်လေးကိုကြိုက်တယ်လွန်ခဲ့တဲ့ဒါ၄နှစ်လောက်သူအသက်22နှစ်လောက်အရွယ်ကတည်းက spa အသင်းကဒါကျွန်တော်တို့အာ atudio conte ကခေါ်ဖို့အတွက်ကြိုးစားခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးကျွန်တော်ကလည်း immortal မှာ favorite ဖြစ်လို့တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်လို့ပြောလို့ရတယ်တကယ်လို့ဒါကျွန်တော် underrated ဖြစ်တဲ့ကစားသမားရဲ့တစ်ယောက်လို့လည်းပြောလို့ရတယ်ပေါ့နော်ခံစစ်မှုတွေတည်းမှာအဲ့တော့လက်ရှိမှာ liverpool အသင်းကတော့ဒါကျွန်တော် တို့ဘာစတိုနီ underrated လို့တော့ပြောလို့တော့မရဘူးဒါဆိုတော့ तू ကဒီနောက်ဘက်မှာနာမည်ပျောက်သွားတာပဲရှိတယ်အဲ့ဒါတော့ merited လာဘူးပေါ့နော်အဲ့တော့ဘာစတိုနီကလက်ရှိဒါတိတလောက်ကိုပြောမှာဆိုရင်အီတလီဒါခံစင်မှုဖြစ်တယ်လက်ရှိမှာတော့ကျွန်တော်တို့ liverpool အနေနဲ့ဒါ virgil van dijk ရဲ့နေရာကိုရေရှည်ရဒါကျွန်တော်တို့အစားထိုးဖို့အတွက်ဘာစတိုနီ ਨੇ စဉ်းစားထားတယ်ဆိုတဲ့သတင်းတွေကတော့တော်တော်လေးကိုအလီလီဒီအပိုင်းအတွက်မှာထွက်လာခဲ့ပြီလို့ပြောလို့ရမယ်ဒီမှာပါပါတယ်ဘာစတိုနီ ਨੇ ပတ်သက်ပြီး liverpool အသင်းကလက်ရှိမှာသူတို့အနေနဲ့တရားဝင်ချိတ်ဆက်မှုတရားဝင်ခေါ်ယူမှုတွေကိုပုံစံမျိုးကိုပြုလုပ်နေတဲ့အနေအထားတော့မရှိသေးဘူးတို့ပေမဲ့တော့ညလေ ဘာစတိုနီကိုလက်ရှိမှာလစ်ဗာပူးဘက်ကနေပြီးတော့ဒါမိုက်ကယ်အက်ဝတ်တို့ဒါကျွန်တော်လက်ရှိ Richard Hughes တို့ကနေပြီးတော့ The Roger Van Dyke ရဲ့နေရာကိုစိုက်ခတ်နိုင်မဲ့ဆက်ယူနိုင်မဲ့ကစားသမားတယောက်သူတို့အနေနဲ့တွေ့ယူထားတာကိုတွေ့ရမယ်။ Barcelona ကလက်ရှိမှာဒါကျွန်တော် Inter Milan အသင်းနဲ့ဒါကျွန်တော်စာချုပ်ရဒါကျွန်တော်2028ဒီရှိပါသေးတယ်။2023ကဒီစာချုပ်9နှစ်တက်တန်းတိုးထားတာဖြစ်ပြီး2028ဒီရှိတယ်။လက်ရှိမှာ market value ရဈေးအကြီးဆုံးနောက်ခံကစားသမားရဲ့တယောက်ဖြစ်တယ်လို့လည်းသိရတယ်မှာပါတယ်။အခုလက်ရှိမှာကာလာပေါက်ဈေးရဆိုရင်တော့ Euro 80ပေါင်နေတာကိုတွေ့ရမယ်လို့မှာပါတယ်။တေချာတကွာ Inter Milan အနေနဲ့စာချုပ်တက်တန်းရတဲ့နှစ်နှစ်လောက်ကြံနေသေးတဲ့ကစားသမားတယောက်ကိုသူ့အနေနဲ့ဘယ်နည်းမဆိုတာကျွန်တော်တို့ ာမိတ်နေရာဒီမှာခေါ်ယူမယ်ဆိုရင်တော့မှဒါကျွန်တော်အနည်းဆုံးပေါင်သန်း80လောက်နီးနီးတောင်းမှုတော့ရှိပါတယ်လီဗာပူးအတွက်ကလည်းလက်ရှိမှာဒါနဲ့ပတ်သက်ပြီးပြင်ဆင်ထားပြီးသားဖြစ်တယ်လို့သိရတယ်မဟုတ်ပါတယ်လီဗာပူးတင်းနဲ့ဒီနှစ်စောင်းရသည့်အပောင်ဝင်ကစားသမားနောက်တန်းကစားသမား3ယောက်လောက်ဒီဒီကိုခေါ်ယူသွားပြီးတော့လီဗာပူးကပြင်ဆင်လာခဲ့ပြီဆိုတဲ့တဲ့နေထွက်ပေါ်လာခဲ့တယ်အဲ့ဒီ3ယောက်ရဲ့နာမည်လစ်တွေကိုလည်းသိရပြီဘူးနော်အပထမဆုံးတစ်ယောက်ကဒါကျွန်တော်လက်ရှိမှာ Virgil van Dijk နေရာအစားထုတ်မှုတွေ Bastoni Bastoni ကိုတန်းကလည်းလီဗာပူးရဲ့ဒါကျွန်တော်တို့ပြိသက်ဖြစ်တယ်ဆိုတဲ့ကောလာဟာလာတွေရှိရကြောင်းဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးလက်ရှိမှာပူပူပြီးမြင့်တက်လာတော့သိရမယ်လီဗာပူးတင်းနဲ့ဒါခံစစ်နေရ ာအတွက်တူတဲကြီးပဲပေါင်ပန်းတရာကျော်သုံးသွားဖို့တော့လည်းရှိမှပြင်ဆင်လာခဲ့ပြီလို့သိရမှာပါတယ်ဗာဂျန်ဗန်နိုက်ကိုတိုင်ကလည်းဘာစတိုနီကိုသဘောကျတယ်ဘာစတိုနီကသူ့ရဲ့ရရာကိုဆက်ခံမယ်ဆိုတော့သူ့အနေနဲ့လက်ခံနိုင်တယ်ဆိုတဲ့သတင်းလေးပါထွက်နေတာကိုတွေ့ရမယ်ဒါကတော့လီဗာပူးရဲ့ source တွေကလည်းရေးထားခဲ့တာတော့ဒါလက်ရှိမှာဒီကစားသမားအနေနဲ့ဒါကျွန်တော် LCB ပုံစံမျိုးကစားရတဲ့အတွက်ကြောင့်မို့ RCB ရောကစားနိုင်တဲ့အတွက်ကြောင့်မို့နေရာစုံမှာလည်းကစားနိုင်တဲ့အတွက်ကြောင့်မို့ဒါ Arnie Stoy ရဲ့ဒါ favorite ဖြစ်လာနိုင်တဲ့ကစားသမားတယောက်လို့မြင်တယ်ဘာစတိုနီကိုမကြိုက်တဲ့လူကတော့နည်းပါတယ်ဘာစတိုနီကိုတိုင်ကတော်တော်လေးကိုကောင်းတယ်ဒါလက်ရှိမှာ Inter Milan နဲ့ဒီနောက်ပိုင်းနေ့တမှာဒါ Champions League Final တွေဒါသူတို့အနေနဲ့ဒါ အဲဆီစကူတာတိုးတွေယူနိုင်ခဲ့တာလဲဘာစတိုနီရဲ့ခြေစွမ်းတွေကိုလည်းအများကြီးအများကြီးပါတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်ဘာစတိုနီနဲ့လက်ရှိမှာဒါကျွန်တော်အင်တာမီလန်ကိုရောက်တာမှာတကယ်တမ်းပြတွေ့ကြည့်မယ်ဆိုတော့6နှစ်လောက်တောင်ရှိပြီလို့ပြောလို့ရမယ်တဲ့မှာပါပါတယ်ဘာစတိုနီကသူ့လက်ရှိအသင်းကိုရောက်ပြီးခဲ့တဲ့ဒီနောက်တန်းမှာတကယ်ကိုချစ်ချစ်လေးလေးနဲ့တကယ်ကိုဒါကျွန်တော်ဘီဆက်တိုအိုဆူဒါပထမဒါကျွန်တော်တို့ဒါမီယန်တို့အိုဆူအခုလက်ရှိမှာဘီဆက်တိုအိုဆူနဲ့အတူဒါကျွန်တော်ထိမ့်သိမ့်နေတာကိုတွေ့ရမယ်အင်တာမီလန်နေနဲ့လက်ရှိမှာဒါဘာစတိုနီကိုသူတို့နေနဲ့ထိမ့်သိမ့်သွားဖို့အတွက်ပြင်ဆင်နေခဲ့ပေမဲ့ လစ်ဗာပူးတင်တာဗာဂျယ်ဗန်နိုက်တွေကတော့အစားထိုးဖို့အတွက်ပြင်ဆင်လာခဲ့မှာဆိုကစားသမားဘက်ကလည်းဒါကြောင့်လစ်ဗာပူးတင်ဘက်ကိုရှိုင်းသွားဖို့အတွက်ရာဂိုင်နှုတ်တွေများတယ်လို့သိရတယ်မှာပါအဲ့တော့လစ်ဗာပူးတင်တဲ့ဒီနေရာမှာနောက်ထပ်ကစားသမား၂ယောက်ကိုဒါကြောင့်အလွတ်နဲ့ခေါ်ယူဖို့အတွက်လည်းစဉ်းစားနေရဆိုတဲ့တင်ထွက်လာခဲ့တယ်ပထမတစ်ယောက်ကတော့အလွတ်ပုံစံတိတ်မဆန်တဲ့ပုံစံရယ်နောက်တစ်ယောက်ကတော့အလွတ်ပုံစံမျိုးခေါ်ယူဖို့အတွက်လက်ရှိမှာလစ်ဗာပူးတင်စဉ်းစားဒါပေမဲ့ဒါလည်းနည်းနည်းလေးတော့ complicated ဖြစ်တဲ့ matter တစ်ခုရှိတယ်အဲ့လက်ရှိလာမယ့်ဆောင်းဝါဒီမှာလစ်ဗာပူးတင်ကတော့ရှင်းတယ်ဒါကြောင့်မဂါယီကိုလာမယ့်နေရာဒီဒီမဆောင်မင်းနဲ့ပေါင်20နဲ့ပေါင်30နဲ့ပေါင်30ကြာပေးပြီးတော့ ရုတ်သက်တမ်း6လပဲကျန်တဲ့ကစားသမားကိုအသင်းစီကိုခေါ်ယူသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။လက်ရှိမှာ Steven Parish တို့အိုဆူ Oliver Glasner တို့အိုဆူကဒါနဲ့ပတ်သက်ပြီးသူတို့ကရင်ဆိုင်ဖို့အတွက်အသင့်ပါပဲ။သူတို့နေခုလက်ရှိမှာဒါ Crystal Palace နေတာ Premier League မှာတော့ကျွန်တော်လက်ရှိပြည်တွင်း League ပြချုပ်ပြိုင်ပွဲဒီမှာတော့လက်ရှိဒါဟာဗာလေ တော်ပါကြီးပါလေ conference league ပွဲမွေးဒီမှာလက်ရှိမှာတို့နေဖလားတလုံးတော့လူကျင်တဲ့ကြောင့်မို့ဂါကြီးကိုထိမ့်သိမ်းသွားဖို့အတွက်ဒါ Steven Parish တို့လက်ရှိမှာ Oliver Glasner တို့ကတော့ပြင်ဆင်နေတယ်ကစားသမားကတော့ရှင်းပါတယ်သူ့အနေနဲ့ဒါအကယ်၍ Liverpool ကသူ့ကိုခေါ်ယူမယ်ဆိုရင်တော့ငကိုကလေးကလည်းသဘောတူညီမှုရှိပြီးဒါရှိခဲ့ပြီးတော့ကြောင့်မို့သူ့အနေနဲ့တိတ်တော့မခဲယဉ်မှု Liverpool တင်းနဲ့လက်ရှိမှာဒါဂါကြီးနဲ့ပုံကိုကြီးရသဘောတူညီမှုရဖို့အတွက်ခဲယဉ်မှုနေတာမှမရှိတကယ်တမ်းကျတော့ Liverpool တင်းနဲ့လှုပ်ချင်တယ်ဒီနေ့ဆောင်းရဒီမှာခံစင်မှုတယောက်လူကျင်တယ်ဆိုရင်တော့ဒါတကယ်တမ်းဆွေးနွေးရမှာ Crystal Palace အသင်းနဲ့ဆွေးနွေးရမှာဖြစ်တယ်လို့သိရတယ်မှာပါတယ် Crystal Palace ကလည်းရှိမှာ လွယ်လွယ်ကူကူနဲ့ရောင်းသွားဖို့မရှိဘူး။ Oliver Glasner ဘက်ကတော့ရှင်းပါတယ်။ကစားသမားအနေနဲ့ထွက်ချင်တဲ့အကယ်၍သာသူ့နေရာကိုအစားထိုးသွားနိုင်မယ်။ဒါကျွန်တော်တို့လူတစ်ယောက်သာရှိနိုင်မယ်ဆိုရင်တော့ဒါပေးသွားဖို့ရှိတယ်။လက်ရှိမှာ market ထဲမှာလည်းဒါခန်းစင်မှုတွေရှားနေတဲ့အကြောင်းမို့ Crystal Palace အနေနဲ့ဂါယီကိုရောင်းမယ်ဆိုရင်တော့မသူ့နေရာကိုလွယ်လွယ်ကူကူနဲ့ပြန်ပြီးအစားထိုးနိုင်မယ်ကစားသမားမရှိတော့တဲ့အတွက်ကြောင့်မို့ market wise ဆီကလည်းတော်တော်လေးအားနေတယ်တွေ့ရ။ပြီးတော့ဒါ Oliver Glasner ကိုလည်း Kazakhstan 3ယောက်ဆော့တဲ့ကစားသမားဖြစ်တဲ့ကြောင့်မို့အကဲဂါယီသာဆုံးရှုံးခဲ့ရမယ်ဆိုရင်သူ့အနေနဲ့သူ့ရဲ့အစားထိုးနေရာမှာပြန်ခေါ်နိုင်မယ်ကစားသမားနေတယ် ်ပြီးတော့ခုနကပြောခဲ့လို့ပါပဲဒါလီဗာပူးတင်းကခေါ်ယူမယ်ဆိုရင်တော့ပေါင်တန်း30လောက်ပဲအမြင့်ဆုံးတုံးသွားဖို့ရှိပြီးတော့ဒီတန်း30နဲ့ကကူလဗဂလက်စနာတို့အုပ်စုမားကတ်ထဲမှာပြန်ဝင်မယ်ဆိုရင်တော့မှဂါကြီးရဲ့ quality ရဲ့ဒါသုံးဖို့တပုံလောက်ရဖို့တော့မသေးကြတဲ့အနေဒါ share ကြောင့်မို့ဒါတော်တော်လေးကိုပြန်စဉ်းစားရဖြစ်တယ်လီဗာပူးကရှင်းပါတယ်ဂါကြီးနဲ့ပတ်သက်ပြီးဆောင်းရသည်ကလေးကလှုပ်ရှားဖို့ရှိတယ်တို့တွေနဲ့ဒီဆောင်းရသည်မရအောင်ဆိုလာမယ့်နေရာဒီမှာလဲအလွတ်နဲ့ခေါ်ယူဖို့အတွက်ဆက်လက်ပြီးစိတ်ဝင်စားနေသိရတယ်မှာပါတယ်အဲ့တော့အလွတ်လွတ်ချင်းဒါကျွန်တော်တို့လဲဖို့အနေထားမှာရှိရဆိုတော့ကောလာဟာလာတွေထွက်နေတာတခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ ဘိုင်ယန်မြူးနစ်ရဲ့လက်ရှိဒါကျွန်တော်တို့နောက်တန်းကစားသမားစန်တာဘက်ကစားသမားဖြစ်တဲ့ဒါယော့ဥပါမီကာနိုကလာမင့်ဒူရာဒီမှာအလွတ်ဖြစ်တော့မယ်။ဘိုင်ယန်မြူးနစ်သင်းတဲ့အခုလက်ရှိမှာဒီကစားသမားကိုစာချုပ်သစ်ကြိုးစားသူစာချုပ်သစ်တိုးဖို့အတွက်အကြီးအကျယ်ကြိုးစားနေတာမှန်ပေမဲ့တကယ်တမ်းနင်းလားငါလားဟိမှာဆိုတော့ဒါကုနာတိလိုပဲကိုလို့မရတဲ့နေရာမှာပါတယ်။အဲ့တော့လက်ရှိကောလာဟာလာဒီအရာလက်ရှိရေးသားနေတဲ့ဒါသတင်းတွေအရာဆိုရင်တော့ ဘိုင်ယန်မြူးနစ်အသင်းကလက်ရှိကူနာတေးကိုခေါ်ယူသွားပြီးတော့ဘိုင်ယန်မြူးနစ်အသင်းရဲ့စန်တာဘက်ဖြစ်တဲ့တယောက်ဥပါမီကာနိုကိုတော့လီဗာပူးအသင်းကခေါ်ယူသွားနိုင်တယ်ဆိုတဲ့သတင်းတွေတော့ရှောက်ထွက်ပေါ်နေခဲ့တာကိုတွေ့ရမယ်။လီဗာပူးအသင်းကလည်းရှိမှာကူနာတေးရဲ့ခြေစွမ်းကျဆင်းမှုပေါ်မှာတော်တော်လေးကိုစိတ်ပြက်လျက်ရှိပြီးတော့သူတို့အနေနဲ့စာချုပ်တက်တယ်မတိုးနိုင်တဲ့အပြင်ကိုဒီလိုမျိုးခြေစွမ်းကျဆင်းမှုတွေကိုတော့လုံးဝလက်မခံနိုင်ဘူးလို့သိရတယ်မှာပါတယ်။လီဗာပူးအသင်းရဲ့အခုလက်ရှိတတိယမြောက်ဒါကျွန်တော်တို့စာချုပ်တက်တန်းတိုးတဲ့ ဥစ္စာက on the table ပေါ်မှာရှိနေသေးတာမှန်ပေမဲ့ကုနာတစ်ကုနိုင်ကဒီစာချုပ်ကိုမချိုက်တဲ့အတွက်ကြောင့်မသူနေစာချုပ်တက်တန်တူဖို့အတွက်ဆိုင်ရတော့စရုဒ္ဓရမြောက်စာချုပ်တက်တန်ကန့်လန့်မှုကိုပို့ပြီးတော့မျှော်တယ်လေဘုဘက်ကစရုဒ္ဓရမြောက်ကန့်လန့်မှုတွေလုံးဝလုပ်ဖို့အစီအစဉ်မရှိဘဲတတတရမြောက်ကန့်လန့်မှုကိုသာ on the table မှာ offer အနေနဲ့ဆက်ပြီးထားဖို့အတွက်ပြင်ဆင်ထားတာကိုတွေ့ရမယ်တဲ့မှာပါအဲ့တော့လက်ရှိမှာလေဘဘူးတင်းကတော့ရှင်းပါတယ်ဒါကျွန်တော်ခံစင်မှုတွေအတွက်ဒါလက်ရှိမှာလာမယ့်နေရာဒီရောဒီနေ့ဆောင်ရဒီမှာကိုတော်တော်လေးကိုလှုပ်ရှုပ်ဖို့အတွက်ပြင်ဆင်လာခဲ့တယ် Virgil van Dijk ရောစားထိုးမာဒီကိုလက်ရှိမှာကုနာတီးနေရာကိုဒါဥပါမီကာနိုနဲ့စားထိုးမာဒီရောဂါကြီးကိုဒီနေ့ဆောင် ောင်းရသည့်ပြောင်းရွှေ့မှာလည်းဝယ်ယူဖို့အတွက်ကြိုးစားမာဒီကိုတက်ရှိမှာတော်တော်လေးကိုအလုပ်တွေရှုပ်နေတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်လီဗာပူးအသင်းတွေသူတို့ရဲ့လက်ရှိတိုက်စစ်ပိုင်းလူအပ်ချက်ကြီးမှာသူတို့အနေနဲ့နားလည်မှုရှိရဲဒါပေမဲ့လက်ရှိမှာသတင်းတွေထွက်နေတယ်လို့မျိုးတိုက်စစ်မှုတဲ့နောက်တစ်ယောက်ကိုဝယ်ယူမှာမဟုတ်ဘူးဆိုတဲ့သတင်းကိုတော့ဒါအတည်ပြုလို့ရပါတယ်လက်ရှိမှာလီဗာပူးအသင်းရဲ့အလက်ဇန္ဒားအီဆက်သာ fully training ပြန်ဖြစ်ပြီး fully fit ပြန်ခဲ့ခဲ့မယ်ဆိုရင်တော့အီဆက်ကဒါလီဗာပူးအသင်းအတွက်အကျိုးတကယ်ပြန်ပြုတ်သွားနိုင်တဲ့ကစားသမားတယောက်လို့လီဗာပူးအသင်းကဒါလေးထားပြီးသားဖြစ်တော့လီဗာပူးအသင်းဘက်ကလည်းတက်ရှိမှာဒီနှစ်မှာအာနီစလော့အနေနဲ့ပရီးမီးယားလိုက်တဲ့မရလို့ဘာမှဖြစ်သွားမှာမဟုတ်ဘူးလို့သိရ ထမှာပါတယ်အဓိကတော့ကျွန်တော်တို့လက်ရှိဒီ squad ကိုဒါကျွန်တော်အဝင်ဂွင်ကြဝင်ဖို့အတွက်အခြေတစ်ခုလူသေးတာကိုလည်းအသင်းဘက်ကနေပြီးတော့ကောင်းကောင်းကြီးနားလည်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့တို့အနေနဲ့ဒါကိုလက်ခံပြီးသားဖြစ်တဲ့ဆွေသတင်းတွေကိုတော့တောက်လျှောက်တက်နေတာဖြစ်ပါတယ်လို့ပြောပြရတယ်အဲ့တော့မြည်တော့ပင်စုံစီကမူလက်ရှိနောက်ဆုံး update သတင်းတွေအရသွားမယ့်သတင်းတွေရဆိုရင်တော့ liverpool အသင်းနဲ့ဒါတိုက်စင်မှုအတွက်ကိုခေါ်ယူသွားဖို့တော့အစီအစဉ်မရှိဘူးလက်ရှိမှာ market ထဲမှာတော့ဒါ liverpool အသင်းကတော့ဒါကျွန်တော်တို့စာလာရဲ့နေရာကို replacement နဲ့တောက်လျှောက်ရှာနေပြီလို့သိရတယ်မှာပါတယ်ဒါကျွန်တော်ဟိုနေ့ကပြောခဲ့တယ်လို့ olic ကစာလာရဲ့နေရာ ရာကို replacement ယူဖို့အတွက်ဒါနံပါတ်1ပြင်းတဲ့ကစားသမားဖြစ်ပေမဲ့အခုလက်ရှိ market ထဲမှာတူထပ်ပိုကောင်းမဲ့ကစားသမားများရှိမယ်ဆိုရင်လည်း Liverpool နဲ့ဝယ်ယူသွားဖို့တဲ့စဉ်းစားသွားအဲ့တော့လာမယ့်နေရာဒီမှာ Liverpool တင်းကပေါင်တန်း200လောက်ထပ်ပြီးတော့အ ਨੇ စုံထပ်သုံးဖို့အတွက်ပြင်ဆင်လာပြီးတော့ဒါခံစစ်ပိုင်းမှာတော့အဓိကနေရာအကြီးကြီးတွေပြောင်းဖို့အတွက်ပြင်ဆင်လာမယ်လို့လည်းသိရတယ်မှာပါပါတယ်ဒါကလက်ရှိ Liverpool တင်းရဲ့ဖြစ်နေတဲ့သတင်းလေးတွေကိုပြောပြစီလို့ပြောပြစီလောက်ပါပဲအော်နည်းနည်းလေးအကောင်လို့ချင်တာ Liverpool တင်းကအခုလက်ရှိမှာစူပူဆဲဆာယုတ်တဲ့အတွက်တော်တော်လေးကိုအခြေအနေကောင်းနေပြီလို့သိရတယ်မှာပါပါတယ်လောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 င်ရိုးနဲ့ DB4E တို့မှာကျင်းလူဆောင်ပေါင်းကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်။အားလုံးမကြိုတူပါနဲ့။ကောင်းမွန်သွန်ဒီနေ့ဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AC တူကြတာပေါ့။ဒီပေါ်ကဗျအားလုံးမကြိုတူပါနဲ့။